မစိတ်ကြတရားတော်ဆိုတာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ဘုရားဖြစ်တော်မူပြီးဒီနောက်နှစ်လကြာမဟာတက္ကရတရားသုံးခုနဲ့ရဲ့ဝါဇုလပြည်နေညနေခင်းကာလမှာကတိတိုင်းဗာရဏသီမြို့အနိဣတိပတနာခေါ်တဲ့မိဂရာဝုံသားပေါင်းစုံနဲ့တောရကုံမှာတပည့်ဟောင်း၅ယောက်ပြည့်စွက်ကြီး၅ပါးတို့အားဟောကြားတော်မူသည့်ဘုရားရှင်၏ပထမဦးဆုံးသောတရား တရားဥပ္ပံဓမ္မစကြာတရားလို့ခေါ်ဆိုပါတယ်တိတ္ထဂောရမသည်ခရစ်တော်ထက်623ခုနှစ်စောပြီးဟောမြင်တော်မူခဲ့ပါတယ်ဘက်ကတိုင်းတပိလို့မြို့တော်မှာ73နှစ်ကာလပတ်လုံးကာမတုပ္ပဖြင့်ချိန်ကုန်ခဲ့ပါတယ်ခရစ်တော်ထက်994နှစ်စော၍ကာမတုခကိုစွန့်၍တောသူဝင်းကဓမ္မကိုရှာဖွေခဲ့ပါတယ ရှောင်းနေတော့ကာလပါလုံးမကရတိုင်းဥရဝေလာဆိုတဲ့တောအုပ်ကြီးထဲမှာအိန္ဒိယနိုင်ငံကြီးရှီဟောင်းတပည့်ယောဂီပရပိုက်တို့၏အကျင့်မှန်မြတ်အကျွင်းအကျံမရှိအပြင်းအထန်6နှစ်မြတ်ကျင့်ကြံအထုတ်ခဲ့ပါလေကျင့်နိုင်ငယ်တော့အစွန်းရောက်ကျင့်များကို ကိုထွေးအသိဖြင့်ရှောင်ရှားစွန့်လွှတ်ခဲ့ပြီးကိုပိုင်နီးသည့်လမ်းသည့်တစ်ခုကိုကိုယ်တိုင်ချမှတ်တော်မူခဲ့ပါလေ အခြားဆရာနဲ့တကူရှင်များကြီးအကူကြီးမပါပဲမိမိကိုယ်တိုင်ရဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်တည်ပင်ချမှတ်ခဲ့တဲ့ထိုလန်းစဉ်အသက်မှာမေဇီမပฏิပဒါဆိုတဲ့လက်ကင်၈ပါးအရှင်းတရားပဲဖြစ်ပါတယ်အစွမ်းရောက်ခြင်းများကိုရှောင်ရှားပြီးမေဇီမပฏิပဒါအလဲလန်းတရားကိုကျင်းသောအခါမှဓမ္မဥဒ္ဒေအလုံးစုံကိုအကုန်စင်သိသောသဗ္ဗညုဘုရားဖြစ်သူရောက်ရှိတော်မူခဲ့ပါတယ် အသက်30ခန်းနဲ့ရှိသောသိတ္တရဂေါရမသည်မဟာသက်ကရတရား၃ခုနှင့်ခရစ်တော်ထက်988နှင့်စော၍ဥရဝေလာတောအုပ်ထဲကနေရင်စရာမြေကမ်းကမ်းရှိညောင်မင်းကြီးမှာဓမ္မအလုံးစုံသောကုန်စင်သိမြင်တော်မူလို့ကိုယ်တိုင်ကိုယ်ပိုင်ညာဖြင့်ထိုးထွင်းသိမြင်တော်မူလို့ကိရိသာအာလုံးကိုကျင်းပပရှင်တော်မူခဲ့လို့တပိယုဒညာကိုရရှိတော်မူသည့်အတွေ့ဖျားအဖြစ်ရောက်တော်မူခဲ့ပါလေ မဟာသက္ကရေတရားသုံးခုကိုဆုံးလာပြီနေ့မှာဗုဒ္ဓအဖြစ်သို့ပြောတော်မူပြီးထိုနေ့ဝါဆိုလာပြီနေ့မှာဓမ္မဆက်ကတုတ်ကိုဟောတော်မူခဲ့ပါလေ။သတိတိုင်းမျိုးတော်ဗာရဏသီဤအနိဣပိပရဏမိဂရာယဟူသောတောအုပ်တခုရှိပါလေ။ဝရုဏမြင့်နေအာသီမြင့်နကုတို့ဤဆုံးရ၌တည်ထားသောမြို့သည်ဝရုဏအာသီမြို့ဗာရဏသီမြို့ဖြစ်ပါလေ။ဗာရဏသီမင်းအဆက်ဆက်တို့ကသာသမင်းအပေါင်းတို့အား ဒီမဲ့ဒီအစာကျွေးမွေးမြူထားရတာဖြစ်သောကြောင့်မိဂအထာယာလို့ခေါ်ပါတယ်။ဒီနေ့တော့အဲ့ဒီမိဂရာဝုံမိဂရာဝနကိုမြန်မာတို့ကမိဂရာဝုံလို့ခေါ်ကြပါတယ်။မြတ်ဗုဒ္ဓသည်တရားဥကိုရှေ့ဥစွာအာလာရနဲ့ဥဒကရည်သေးကြီးနှစ်ယောက်တို့အားဟောရန်ရွေခဲ့ပါတယ်။သို့တော့ဒုရည်သေးကြီးနှစ်ယောက်တို့မကြမ်းမြင်ပြီးကကွယ်လွန်ခဲ့ကြပြီးဘဝတို့ရောက်နေခဲ့ပြီးဖြစ်သည့်အတွက် ပြင်းစားဝဲကြီးတပြိဟောင်း၅ရောက်စီးတို့တရားဥလှည့်ကြရခြင်းဖြစ်ပါလေ။ဝါဇိုလာပြီသည်ထူးမြတ်လာပါလေ။ကကုမံကောနာကုံကတဘာဟုရှင်ဖရသုံးစုတို့ဒီလေးဒီနေ့ဒီအချိန်ဒီနေ့ရဒီတရားကိုဟောတော်မူခဲ့ပါလေ။ယနေ့ဘုရားဘာသာဝင်သူတော်ရှင်တို့ဤဆရာဂေါရမမြတ်ဗုဒ္ဓဒီလေးဝါဇိုလာပြီနေပါမယ်။ဗာရဏသီမိဂရာယမှာပင်ဓမ္မဆက်ကတုတ်ကိုပင် အင်းစားဝဲကြီးတပည့်ဟောင်းတို့ကဟောကြားတော်ခဲ့ပါလေမြတ်ဗုဒ္ဓကသူဤတပည့်ဟောင်း၅ယောက်တို့အားဤသစ္စာ၄ပါးတို့နှင့်ဆန္ဒပါသောဉာဏ်အမြင် မကြည်လင်သေးမိကငါသည်ဗုဒ္ဓဖြစ်ပြီဟုမကြည်ညာနိုင်ခဲ့သေးယခုကသစ္စာ၄ပါးနှင့်ဉာဏ်စဉ်ဆန္ဒပါတို့ အမြင်ကြည်လင်စွာ ဖြစ်ပေါ်ခဲ့ပြီဖြစ်ခြင်းကြောင့်အတ္တလောကတစ်ခုလုံးနှင့်ငါသည်ဗုဒ္ဓဖြစ်ခဲ့ပြီဟု ဝန်ခံနိုင်ခဲ့ပြီးကြီးညာနိုင်ခဲ့ပြီးဟုမိန့်ကြားတော်မူခဲ့ပါလေ။နောက်တပံပရိသန္တိဘဝငါမှာမရှိတော့ဘူး။ငါဘာသောပိစ္ဆဝေကြီးတပီဟောင်းတို့တွင်အရှင်ကုန်တင်ညာပြီးသောတာပန်ဖြစ်ခဲ့ပြီးယဟန်ပြုတော်မူပါသည်။စေတဝလတေတဆုံးအပြင်းရှိနတ်မြတ်ပေါင်းတို့သည်ကွာမြောက်လွန်၍ကြွေးကြောသောအတန်ဒီဘဝက်လျှောက်အောင်ညံခဲ့ပါသည် မာပတွင်ကြီးကြီးသည်ပြင်းစွာလှုပ်၍ကောင်းချီးပေးပါသည်။နတ်မြတ်မတစ်ဆက်ရှိကလေးတို့တရားသိမြင်ကျွတ်တန်းဝင်ကြပါသည်။တရားဥဓမ္မဆက်ဟောမြတ်ရာနေကိုဓမ္မနေသံဃနေလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။ဓမ္မယရဏနဲ့သံဃယရဏတို့စတင်ပေါ်ပေါက်ရာနေဟာတရားဥဓမ္မဆက်ဟောမြတ်သည်ဘွာဆိုလာပြီးနေပဲဖြစ်ပါတယ်။ ဓမ္မစကြာဒေသနာတော်သည်ဗုဒ္ဓသာသနာ့ဝိသေသလက္ခဏာဒေသနာဖြစ်ပါအစွမ်းမရောက်ခြင်းမြတ်တာညီညွတ်သောခြင်းစဉ်ဖြစ်ခြင်းကိုခြင်းစိတ်တအသိဉာဏ်တွေးခေါ်တို့ကိုတုတ်တက်ရင့်ကျက်စေနိုင်ခြင်းဝိပဿနာယောဂီတို့နိဗ္ဗာန်အတွက်သာရှင်းရသောတက်တန်းခြင်းစဉ်တရားမျိုးမျှတာမဟုတ်ပဲသူသားတိုင်းနေ့စဉ်လူဘဝတွင်လူကျင်ဝလူနေမှုလူဘဝအကျိုးစီးပွားတို့ကိုအမျိုးမျိုးတိုးတက်စေနိုင်သော ဘဝကျင့်စဉ်တစ်မျိုးလဲဖြစ်ပါလေသို့ဖြင့်ဤမြမွန်မြတ်၏အထက်တန်းကြတဲ့ဓမ္မစကြာတရားဒေသနာတော်ကိုစကိုင်းတိုင်းတိုင်းလုံးပြန့်နှံ့စေကြုံသမကမြန်မာတနိုင်ငံလုံးတကမာလုံးပြန့်နှံ့စေဖို့စကိုင်းတိုင်းဓမ္မစကြာပြန့်ပွားရေးအဖွဲ့ကဓမ္မစကြာပြန့်ပွားရေးအစည်းအဝေးကိုတရားချစ်ခင်သူတော်စင်တို့အတွေ့ 天气来呀八八，阿不滴，背了个伞阿不嘛，下面大呀，细呀阿不